ခုတစ်ခါမှာတော့လာမယ့်ဂျွန်လ14ရက်နေ့မှာအမေရိကန်နိုင်ငံမှာကျင်းပတော့မယ်ကလပ်ကပဖလားပြိုင်ပွဲမှာပိုဆွဲဖို့ရေပန်းစားနေတဲ့အတင်းနဲ့ဘယ်အတင်းတွေကပိုဆွဲနိုင်ချေအလားအလာရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြတော့မှာဖြစ်ပါတယ်ပိုဆွဲဖို့ဒီမန်အစားဆုံးအတင်းကတော့ချန်ပီယံလိဂ်တံပွဲမှာကျင်းပအများဆုံးပိုဆွဲထားတဲ့ချန်ပီယံလိဂ်ဘီင်ရီယယ်မက်ဒရစ်ဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကိုနီပြတဲ့ဇာဗီအလွန်ဆိုကကင်တွယ်သွားမှာဖြစ်တယ်လို့ ရီယယ်မက်ဒရစ်အတင်းတော်ရှိသူတွေကလည်းဒီပြိုင်ပွဲမှာပိုဆွဲဖို့အာတီတပြင်းထန်နေပုံရပါတယ်။ဘာလို့လဲဆိုတော့တရားဒီလုံးအတင်းရဲ့အားအနည်းဆုံးနေရာဖြစ်ခဲ့တဲ့ခန်းစစ်ပိုင်းကိုပြိုင်ပွဲအမီအားဖြည့်ခဲ့လို့ဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ဟာဘုံပေါ်မှာတရားဒီလုံးခြေစွမ်းပြခဲ့တဲ့ဗဟိုနောက်ခံလူဒင်းဟူဆန်ကိုပေါင်တန်း90နဲ့ခေါ်ယူခဲ့တယ်လို့လီဗာပူးနောက်ခံလူအာနိုကိုလည်းပေါင်10တန်းနဲ့ခေါ်ယူအားဖြည့်ခဲ့တာတွေဟာ ရီယယ်မက်ဒရစ်အနေနဲ့ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ပြင်မှတ်ထားနေတယ်လို့သတ်မှတ်ရမယ့်အချက်တွေဖြစ်ပါတယ်။အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မယ့်အာဏာကိုဒီပြိုင်ပွဲအမိကစားနိုင်ဖို့လီဗာပူးကိုပေါင်ဆယ်တန်းပေးခဲ့တာကိုကြည့်ရင်ရီယယ်မက်ဒရစ်ရဲ့ဒီပြိုင်ပွဲပေါ်ထားတဲ့အည်ရွယ်ချက်ကိုသေချာမြင်နိုင်ပါလိမ့်မယ်။ပိုဆွဲဖို့ဒုတိယရေပန်းအစားဆုံးအသင်းကတော့လက်ရှိချန်ပီယံလိချန်ပီယံ PSG အသင်းဖြစ်ပါတယ်။ PSG ရဲ့လက်ရှိခြေစွမ်းကဒီလိုမျိုးရေပန်းစားမှုနဲ့ထိုက်တန်တယ်ဆိုတာကိုတော့အားလုံးလက်ခံကြမယ်ထင်ပါတယ်။ ဒီနှစ်သင်းရဲ့နောက်မှာတော့ club ကပဖလာလက်ရှိချန်ပီယံမန်စီးတီဘိုင်ယန်မြူးနစ်နဲ့ချယ်ဆီတို့ကဘိုလ်ဆွဲဖို့ရည်ပန်းအစားဆုံးအသင်းတွေဖြစ်နေပါတယ်ဘိုလ်ဆွဲဖို့ရည်ပန်းအစားဆုံးအသင်းတွေထဲမှာလက်ရှိခြေစွမ်းအရာဆိုရင်တော့ PSG ကိုပဲဘိုလ်ဆွဲဖို့အလားအလာအကောင်းဆုံးအသင်းလို့သတ်မှတ်ရမှာဖြစ်ပါတယ်အားအနည်းဆုံးခန်းစစ်ပိုင်းကိုကဘာအဆင့်ခန်းစစ်ကစားသမားတယောက်နဲ့အားပြေးခဲ့တာကြောင့်ရည်ပန်းအစားဆုံးဖြစ်တဲ့ Real Madrid ကလည်းကျန်တဲ့၃သင်းထက်ကိုဘိုလ်ဆွဲဖို့အလားအလာပုံမြင့်တယ်ဆိုတာကိုလည်းမြင်ရပါတယ် နိတတဇာဘီအလွန်ဆိုတဲ့အသင်းကိုအမြန်ဆုံးထိုင်ကြနိုင်အောင်လုပ်နိုင်မလုပ်နိုင်ဆိုတာကိုပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ညီကိုရောဒီပေါ်မှာဘလို့ထင်မြင်ချက်တရှိလဲဆိုတာကိုဒီဗီဒီယိုလေးမှာ comment လေးတွေပေးခဲ့ပါဦး။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။